တချို့သူတွေအတွက်ကတော့အစားရှော်တယ်ဆိုတာထင်သလောက်မလွယ်ပါဘူးเนาะပီဇာနဲ့ချီးစ်ဘာဂါတွေလိုအစားအစာတွေကိုလိလူရှိဖို့ဆိုတာခက်ခဲလို့မာတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာကတော့ဝိတ်ချခြင်းတဲ့သူတွေအနေနဲ့အစားအသောက်ထိန်းစားမလိုဘဲနဲ့ဝိတ်ချနိုင်မယ့်နည်းလမ်းဆယ်ခုကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ထမအောင်ဆုံးတစ်ချက်ကတော့မနက်စာကိုမစားဘဲနဲ့မနေပါနဲ့နော်လူတူတော်မများကမနက်စောစောထပြီးတော့အလုပ်ကိုတန်းတောင်းရတဲ့အတွက်ကြောင့်မို့လို့မနက်စာမစားဘဲနဲ့နေတာကကိုယ်လေးချိန်ကိုရှော့ရှော့ဖို့အတွက်နီလန်းကောင်းတစ်ခုလိုထင်ပြီးတော့တနေ့တာအတွက်အရေးကြီးတဲ့အစာဖြစ်တဲ့မနက်စာကိုမစားဘဲနဲ့နေကြပါတယ်ဒါပေမဲ့လည်းလိလာချက်တွေအရပထမအောင်ဆုံးအစာဖြစ်တဲ့မနက်စာကိုမစားဘဲနဲ့နေတာကနောက်စားမယ့်အစာတွေကိုပိုစားစေပါတယ်လို့တွေးရှိရပါတယ်တကယ်လို့မနက်စာကိုမစားဘူးဆိုလို့ရှိရင်တော့သင်ဟာတနေ့ ံပို့ပြီးတော့စားတော့မှာပါဒီပုံစံနဲ့တော့ပင်အောင်လုပ်ဖို့မလွယ်ပါဘူးเนาะနောက်တစ်ချက်ကအဖြစ်ပြချင်းစားပါ လူတွေရဲ့အုံနောက်ကအချက်အလက်တွေကိုစမ်းစစ်ဖို့အချိန်လိုတယ်လို့အစာခြေပြက်ဖို့အတွက်လည်းအချိန်လိုအပ်ပါတယ်။ဒါကြောင့်အစာတစ်ခုကိုခက်မြမြန်ပြီးအောင်စားလိုက်မယ်ဆိုရင်ဘိုင်းဝါသွားတယ်လို့မခံစားရဘဲနဲ့နောက်ထပ်ပိုစားမိတာဖြစ်ပါတယ်။ဥပဒေနာ23ခုကိုစမ်းစစ်ချက်အရအတူတူစားနေရင်လည်းအရင်စားလို့ပြီးတဲ့သူကနောက်မှစားလို့ပြီးတဲ့သူထက်ဝါနိုင်ကြီးပိုများပါတယ်။ဒါကြောင့်ဖိဖိချင်းစားတာကသင့်ရဲ့အုံနောက်ကိုဘယ်လောက်ဖိုက်ပြီးနေပြီလဲဆိုတာစဉ်းစားဖို့အချိန်ပေးသလိုဖြစ်ပြီးတော့အစာစားတာလည်းညှော်နေလာပါလိမ့်မယ်နော်။နောက်ပဲတစ်ချက်က ညဘက်ကြလို့ရှိရင်မိဖို့ကြောင့်လည်းမသွားပါနဲ့ညဘက်မှာအစားအစာတောက်ချင်တာကိုယ်လေးချိန်ကိုတိုးစေနိုင်ပါတယ်ရုံရုံမြုံရုံတနည်းမှာ၄ချိန်ဒါမှမဟုတ်၅ချိန်မြောက်စားတဲ့အစာဟာကိုစားနေတဲ့အစာကိုများပြားစေပြီးတော့ကိုလိုချင်တဲ့ကိုယ်လေးချိန်ရဖို့အတွက်ကူညီနိုင်မှာတော့မဟုတ်ပါဘူးနော်အဲ့ဒါတစ်ချက်ကအကျမ်းမအိနဲ့မညီတဲ့အစားအစာတွေကိုနည်းနည်းချင်းစားပါတကယ်တော့မကျန်းမာတဲ့အစားအစာတွေကိုလုံးဝမစားသင့်ပါဘူးဒါပေမဲ့သူတို့ကပုံမှန်အစာတွေထက်အရသာရှိနေတဲ့အခါမှာဟိုကဘယ်လိုလုပ်လို့ရမှာလဲနော်သင်းငယ် တဲ့ပုဂံကိုယူပါ။ကျမရင်းနဲ့မညီညွတ်တဲ့အစာတွေကိုပုဂံတတိလေးနဲ့ပဲစားတဲ့အချင်းလို့ပါ။ဒါကြောင့်လဲဆိုလို့ရှိရင်တော့ဒီအစာတွေကိုပုဂံကြီးကြီးလေးမှာအနည်းငယ်ထည့်စားမယ်ဆိုလို့ရှိရင်တင်းရဲ့အုံနောက်ကတင်လုံးလုံးစာစားရတယ်ဆိုတဲ့ခံစားမှုရမှာမဟုတ်လို့ပို့ပို့စားမိမှာပါပဲနော်။နောက်တစ်ချက်ကရေပိုတော့ပါ။ရေကတင်းကိုခဏတတော့ဖိုက်ပြေးစေပါတယ်။တကယ်လို့ရေကိုအစာမစားခင်မှာတောက်မယ်ဆိုရင်တော့ဗိုက်စာစိတ်ကရော့သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကနည်းနည်းပဲစားကောင်းစားနိုင်ပါတယ်။ရေအစာဆိုတာဒါမှမဟုတ်ကယ်လိုရီနဲ့ ော်ရီတောက်တာကလည်းကိုစားမယ့်အစားအသောက်ကိုအနည်းငယ်သာစားစေမှာပါနော်။နောက်တစ်ချက်ကအစားစားတော့ကိုယ်သာအာရုံစိုက်ပေးပါ။ TV ဒါမှမဟုတ်ဗီဒီယိုဂိမ်းတွေဆော့တဲ့သူတွေကသူတို့ကိုသူတို့အစားစားသင့်သလောက်မစားဘူးလို့အထင်ရောက်တတ်ပါတယ်။ဒီလိုနဲ့သူတို့ပိုစားတတ်ပါတယ်။ဗီဒီယိုဂိမ်းတွေရုပ်ရှင်တွေကဆွဲဆောင်အားကောင်းတဲ့အပန်းဖြေမှုတွေဖြစ်ပြီးတော့သူတို့မှာရင်းသက်ရှုမောပွဲအခန်းတွေကလည်းမကြခဏပါဝင်တတ်ပါတယ်။ဒါကြောင့်သူတို့ဟာသင့်အစားအသောက်ကိုအာရုံမရအောင်အလွယ်တကူလုပ်နိုင်ပါတယ်။ ောက်တစ်ချက်ကကောင်းမွန်စွာအိပ်ဆက်ပြသိပ္ပံပညာအရကောင်းမွန်စွာမအိပ်ဆက်တာကလည်းကိုယ့်ကိုအစားပူစားစေနိုင်ပါတယ်အေးမွအောင်ဆိုလို့ရှိရင် ဖိုက်ပူစားစေပြီးတော့ရက်မိုင်နဲ့မညီတဲ့အစားအစာတွေကိုလည်းပို့ပြီးတော့တောင်းတစေမှာပါနော်နောက်တစ်ချက်ကစိတ်ပီစီမှုတွေကနေပြီးတော့ရှောင်ကျဉ်ပါစိတ်ပီစီမှုကလူတွေကိုအစားအစာချင်းလိုမျိုးတခြားလုပ်ငန်းကိစ္စတွေပေါ်သတိပြုမှုမှုနေစေပါတယ်စိတ်ပီစီတာကပုံမှန်အိပ်ရှိကိုတော့နှောက်ရှက်နိုင်ပါတယ်ဒီယာရီကတနေ့တာအတွင်းမှာမလိုအပ်ပဲနဲ့အစားအသောက်သုံးမှုပမာဏကိုမြင့်တက်စေပါတယ်ရှင် ။နောက်တစ်ချက်ကပရိုတင်းကိုမရှောင်ပါနဲ့နော်။ပရိုတင်းကအဆင့်ကိုဖိုက်ဝါစေပါတယ်။ဖိုက်ဝါတဲ့အတွက်ကြောင့်မို့လို့ကယ်လိုရီအများကြီးစားမိတာကနေပြီးတော့ကာကွယ်ပေးမှာပါ။ ဦးငားချက်သားဒါရီယာဆိုလို့ရှိရင်လည်းအရသာရှိတာနဲ့အမျှကိုယ့်ရဲ့အစားအသောက်လျှော့ချခြင်းပေါ်မှာလည်းအကျိုးတရားမှုရှိပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့တကြားဓာတ်ပါဝင်မှုများတဲ့အချိုရည်တွေကိုမတောက်ပါနဲ့နော်။တကြားဓာတ်ကကယ်လိုရီဒါမှမဟုတ်အရေးပုံစံကယ်လိုရီပါဝင်ပါတယ်။တောက်သုံးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အုံနောက်ကအရေးပုံစံကယ်လိုရီကိုအစားခရတဲ့ကယ်လိုရီပုံစံလိုမျိုးတူညီစွာမတတ်မှတ်ထားတဲ့အကြောင်းမူလို့ဖိုက်ဝါရီလိုခန်းစားရမှာမဟုတ်ပါဘူး။ဒါကပေါ့နော်ဆိုလိုတာအထက်ပိုဆမ်းမိပြီးတော့ဒီခါကိုပေါ့နော်ပူတော်တုတ်လာစီမှာပါ။ အပြင်တခြားတက်လည်းအများပြသုံးဆွဲတာဆိုလို့ရှိရင်အုံနောက်တော့မကောင်းပါဘူးခြုံငုံကြီးပြရမယ်ဆိုလို့ရှိရင်တော့အသီးရွက်စီစားတာမဟုတ်ပဲနဲ့ကိုယ့်ကိုကိုယ်လေးချင်းရောချစေတဲ့နီလန်းပေါင်းစုံများစွာရှိပါတယ်ပုံမှန်စားနေကြအစာကိုစားနေရတဲ့ပဲဒီနီလန်းတွေကိုအသုံးပြုပြီးတော့အစာအသောက်ကောင်းတွေကိုနှိမ့်ဆက်စွာစားနိုင်မှာပါဒီလိုဆိုလို့ရှိရင်အစာရှောင်ကြမလို့ပဲနဲ့ကိုယ်လေးချင်းကြစေမယ့်နီလန်းလေးကိုတိလောက်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်